အလောက်ကျန်းတဲ့ထောင်းထောင်းနဲ့ဆလိုက်တယ်လို့ပြောပြရပါတော့။အော်ဒီလိုဆလိုက်တဲ့ပုံမှာတော့ဟိုဝမ်းသာပဲလည်းမဟုတ်ဘူးပေါ့။ဒါပေမဲ့အများသူကအားလုံးဒီလိုသိစေချင်တယ်ပေါ့နော်။ဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတာလေ။အာဘာကြောင့်လဲဆိုတော့ဘာသာသားသလားစော်ကားတဲ့လူအများများလို့အအောင်ကမိုးတရားစွဲရတဲ့ကြောင်းရင်ကအောင်ကမိုးကဒီတနင်္ဂနွေလုံးတကဘာလုံးကစောင့်ကြည့်နေတဲ့အကယ်ဒမီပေးပွဲကြီးပေါ့အဲ့ပေးပွဲကြီးမှာသူကဖျားခေါင်းကိုဖြတ်ယူလာတယ်ပေါ့အေးအဲ့လိုလှုပ်ရှင်နေလို့လို့ရတယ်လို့မင်းတို့ကပြောလေ ခုပဲတမင်စားပြီးအခုပဲစွန့်စားသိမ်းလိုက်ခံတယ်တကောင်းမလားမင်းတို့စဉ်းစားလိမင်းတို့ဘုရားဘာသာလားဘာသာကြလားဘုရားဘုရားဘာသာဆိုရင်ဘုရားဘာသာအမိတိုင်းပြီးလိမ်းစားနေမလို့မဟုတ်ဘူး အားလုံးပဲမင်္ဂလာပါဇင်လီရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင့်အခုဇင်လီတင်ဆက်ပေးမယ့် video လေးကတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဥကောင်းတော်ကိုနော်ဒီ fashion အဖြစ်အသုံးပြုခဲ့တဲ့ဒီ designer အောင်ကိုမိုးကိုပေါ့နော်ဖန်းစီအေးယူတာကိုနော်ဒါအားလုံးကသိကြမှာပါရှင့်အခုဆိုလို့ရှင်နော်ဒီအောင်ကိုမိုးကိုနော်ဒါအမိန့်ချလိုက်ပြီရှင့်ဒီအကိုရဲ့လုံရက်ကနော်ဗမာလူမျိုးတွေရဲ့ယုံကြည်အားကိုးရတဲ့ဒီဗုဒ္ဓမြတ်စွာဘုရားကိုနော်ဒါစော်ကားလိုက်တာနဲ့အတူတူပဲရှင့်နောက်တဲ့လူမျိုးတွေလည်းဒီလိုမျိုးထပ်ပြီးတော့မစော်ကားရဲအောင်လို့ဒီ view file လေးကိုအတူတူလိုက်ပါကြည့်ရှုပြီးဖို့အတွက်ဖိတ်ခေါ်ပါရှင့် အဲတမပြဒီဒကိဏတီမျိုးနဲ့တရားရုံးမှာဗုဒ္ဓဥက္ကောင်းတော်ကိုဖက်ရှင်အဖြစ်အသုံးပြုခဲ့တဲ့အောင်ကမှုကိုဆွဲဆိုထားတဲ့အမှုပေါ့ဒီနေ့အမိန့်ချလိုက်တယ်နှစ်နှစ်ချလိုက်တယ်လို့သိရတယ်ပေါ့ဗျာဒီပေါ်မှာရှင်ပြအမိန့်ချခြင်းတော့ဗာများရှိမလဲပေါ့ဗျာအဲအဲမှုနဲ့ပတ်သက်လို့ဘုန်းတို့လည်းဟိုလိုရောမယ်စိတ်ပင်မလူပင်မပေါ့နော်စိတ်ပင်မလူပင်မဒါပေမဲ့တစ်ဖက်ကိုဟိုကရုဏာမရှိလို့မေတ္တာမရှိလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဗုဒ္ဓဘာသာကိုစော်ကားတာများတယ်လေ ဟိုသာသနာဆော်ကားတယ်များအဲ့လားရမ်းများလုံးနဲ့ခါကြရတော့သူ့ကိုတနာပြင်မယ်လို့သူ့ကိုငဲ့ညာပြင်မယ်လို့ဟိုဒီနေ့ရှားတဲ့ပုံမှာလည်းပဲဟိုနှစ်ပြည့်ရှားလိုက်တယ်ပေါ့နော်နှစ်နှစ်ပြည့်ရှားလိုက်တယ်ဟိုဟာအလောက်ကျန်းတဲ့ထောင်းတဲ့နှစ်ရှားလိုက်တယ်လို့ပြောပြရပေါ့နော်အဲ့တော့ဒီလိုရှားလိုက်တဲ့ပုံမှာတော့ဟိုဝမ်းသာပဲလည်းမဟုတ်ဘူးပေါ့ဒါပေမဲ့အများသူကအားလုံးဒီလိုသိစေချင်တယ်ပေါ့နော်ဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတာလေအဲ့ဘာကြောင့်လဲဆိုတော့ဘာသာသာသနာကိုဟုတ်တယ်နော်အများများလို့ နောက်နောက်လူတွေလည်းပဲဘာသာသာသနာကိုမစော်ကားဖို့နော်စော်ကားလာရင်လည်းပဲဘုန်းတော်ကဒီလိုလက်ပတ်ကြည့်နေမှာပေါ့အခုလိုပဲဆက်လက်ဆောင်ရွက်မယ်ဆိုတော့အားလုံးဒါလည်းပြောချင်တာပေါ့နော်တမန်ပါအဲဒီအမှုအကြောင်းအရာဖြစ်ပေါ်လာပုံလေးနဲ့ပတ်သက်လို့အကျဉ်းများလေးထည့်သွင်းပြီးတော့မိန်ကြားပေးပါအောင်ပြအောင်ကုံမို့ဘာကြောင့်ဘာကြောင့်တရားစွဲခဲ့ရတယ်ဆိုတဲ့အခြေအနေလေးပေါ့အဲအောင်ကုံမို့တရားစွဲရတဲ့အကြောင်းရင်းကအောင်ကုံမို့ကဒီတနင်္ဂနွေလုံးတစ်ကဘာလုံးကစောင့်ကြည့်နေတဲ့အကယ်ဒမီပေးပွဲကြီးပေါ့အဲ့ပေးပွဲကြီးမှာသူက ဖျားကောင်းကိုဖြတ်ယူလိုက်ပေါ့ဖျားကောင်းကိုဖြတ်ယူလာတော့မှသူကဖျားကောင်းကိုကစားစရာရုပ်ကလေးကဲသူဒုံးနဲ့ထိုးပြီးကင်လာတယ်အဲ့လိုကင်လာတာတစ်ချက်နောက်ပြီးတော့ဖျားကိုပြည့်ရည်ပြည့်ရည်ပုံစံမျိုးနဲ့၎င်းကိုနေကတ်တော့ဝတ်ပေးတာလို့ပေါ့နော်အဲအဲ့လိုမျိုးတွေဆောက်လောက်တာလေနောက်ပြီးတော့သူ့ရဲ့ဖက်ရှင်ဝတ်ထားတာလည်းပဲတကယ်ကိုတန်ခါတွေဟုတ်တယ်လေနော်မကူးခွေခြင်းနေမစော်ကားနဲ့ရှင့်နော်အဲ့တော့သူ့ဟာကဒီဘာသာသာသနာကိုစော်ကားတယ်ဆိုတဲ့ဟာကြီးကပေါ်လွင်နေပါ့ အဲအဲ့တော့ဒီကယ်လမီပေးပွဲကြီးအများမြင်တဲ့ပွဲဟိုအများသိတာတဲ့ပွဲကြီးမှာဒီပုံစံချိုးလာခြင်းဒီတိတိသာသာကြီးအများဟိုဘာလို့ပြောမလဲဟိုရွယ်ချက်ချစ်ချစ်ဟိုလောက်တယ်လို့ယူဆလို့ရတယ်ပေါ့နော်ဒါကြောင့်ဒီကိစ္စကိုဝန်လို့မကျင်တော့မကျင်တော့လို့ဒီကိစ္စကိုခုလိုတရားဆိုတဲ့လုလုဖြစ်တာပေါ့ကျွန်ပါဗျာအလားတူပေါ်ရှင်များဘာသာရေးစော်ကားမှုတွေဒီကိစ္စရင်ဆိုင်နေရတဲ့အတွင်းမှာလည်းပေါ်ပေါက်ခဲ့တာမျိုးရှိတယ်ပေါ့အဲ့တော့ဘုရားဘာသာဝင်ပြည်သူတွေရော ဒီတခြားတခြားဘာသာဝင်တွေရောဘာသာရေးနဲ့ပတ်သက်လို့ပြင်မဆော်ကားမှုတွေမဖြစ်အောင်ဘယ်လိုဖြူဖြူတင်လဲဒါလေးကိုလည်းထည့်ပြီးတော့ညီကုန်းချုပ်မိတ်ပြပါဦးဗျာအခုလိုဟောပါတော့ဟိုခုဘာသာပဲဖြစ်ဖြစ်ခြားဘာသာဝင်ဖြစ်ပါတော့အခုလိုမျိုးဆော်ကားတာဒီလုံးဝမလုပ်တင်ဘူးပေါ့အဲ့တော့ကိုယ့်လူမျိုးကပဲဖြစ်ဖြစ်အခြားလူမျိုးကပဲဖြစ်ကိုယ့်ဘာသာဝင်ကပဲဖြစ်ဖြစ်ခြားဘာသာဝင်ကပဲဖြစ်ဖြစ်အခုလိုဆော်ကားတဲ့လုပ်တွေလောက်လာရင်တော့လုံးဝမလုပ်တင်ဘူးလောက်လာရင်လည်းပဲ ဟိုဘုံတို့ဟိုဟာပေါ့ဘာသာရေးပေါ်တကယ်ရင်ထဲကလိုက်လဲလဲရှင်းမှန်လို့စိတ်ရှိသူဟိုမြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးကိုရင်ထဲကလိုက်လိုက်လဲလဲကြည်ညိုလေးစားတဲ့လူအော်ဒီလိုပုံကိုရဟန်းတန်ဃာကြီးအားလုံးကလည်းပဲဒါမျိုးလက်ပတ်ကြည့်မိနေပဲနဲ့မိမိတို့နယ်ပယ်မှာဆောင်ရွက်တဲ့အထူးအဖြစ်တော့ဟိုတာဝန်ရှိသူနိုင်ငံတော်အစိုးရကနေပြီးတော့ဒီလိုဟာမျိုးကြီးအားလုံးကိုပိန်နာမယ်ဖြစ်ဖြစ်လိုက်ပြီးတော့သူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့တာဝန်ရေးဝန်ကြီးဌာနကပဲဖြစ်ဖြစ် ဟိုတန်ခါနာကအဖွဲ့ရရပဲဖြစ်ဥဆောင်ပြီးတော့လုတ်တင်တယ်လို့ဒီလိုအားလုံးသိအောင်မှတ်သားကြင်တာပေါ့နော်ဒီတော့ခံရတာဟာပဲလားပြီးတော့လိုက်ပြီးချင်းတော့ဆုံးပြီးပါတော့ဘာပြရလို့လဲနော်ပြရလို့လဲဒီချင်းတွေကဒီလိုပြတ်တက်ပြီးတော့ เนาะဝင်ရေတော့မရှိပါဘူးဟုတ်ကဲ့ဟိုတော့မခမဲ့တာကြီးရဖြစ်ပါလေတော်တော်လေးကိုလေးစားဖို့ကောင်းနေရှိနေပဲရှင့်ဘာသာရေးကိုအရန်လေးထားတယ်ကာသနာတော်ကြီးကိုအရန်ကြည့်နေတယ်အဲ့စက်ကြောင့်တန်းနေတဲ့လူတွေကိုဘာသာကောင်းတော်ကြီးကနေတယ်အဲ့စက်ကြောင့်ကုလိုလိုကြီးတယ်သာသာတည်းရဲ့ဒီဘာသာသာဘာကိုတမတန်မှာစဉ်းစားလို့တန်ဖိုးထားတယ်เนาะဆရာတို့တော်ရှင်တွေဒီဘောတော်မျိုးကို ုံးလို့ပြီးတော့သူသားအတိုင်းမှာရန်ကုန်ရွှေစစ်တမကအဘွဲ့နောက်ပြီးတော့ပြီးတော့မမသာတာတော်များနေပြီးတော့စုတော်မူကြီးစုပြင်တာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ရလည်းပဲဒီနေ့စနေကိုအင်းနဲ့နော်ဒီကွာကျော်ဖို့ရတဲ့ဘောဇုံဝင်ဆက်တာဖြစ်ပါတယ်။အော်အားလုံးဖြစ်တယ်နော်အခုဘုံကျူတာကိုနော်အားလုံးကျွန်တော်တာဟောင်းထားပါတယ်။ဘာသာရေးအတွက်ဖြစ်တယ်။ 好、嗯这个，大家做这个祈祷，求阿弥陀佛的菩萨，大慈大悲。啊！大！大！ ဒီလိုမျိုးလောရက်ကြီးကတော့ line ပေါ်မှာလည်းရှိရရှင်တချို့ဆိုလို့ရှိရင်လည်းတော့ AI ညိုအသုံးပြုပြီးတော့ဗုဒ္ဓမြတ်စွာဘုရားကိုစော်ကားထားတဲ့သူတွေရှိရှင်။ရဲစင်တူတော်တွေပေါ်ကိုတက်ပြီးတော့နော်ဓပုံနေရိုက်ဖနှက်တီနဲ့ရှောက်တဲ့သူတွေကိုလည်းနော်ဒါဖမ်းရမယ်ရှင်။မကူးကွယ်ခြင်းနဲ့ဒီလိုမျိုးစော်ကားတာကတော့နော်ဒါလုံးဝကိုမဖြစ်သင့်တဲ့အရာပဲရှင်။တချို့ခရစ်ယာန်ဘာသာတွေလည်းနော်ဒီလိုမျိုးဗုဒ္ဓဘာသာကိုစော်ကားတဲ့သူတွေလည်းရှိရရှင်။ဒီလိုမျိုးစော်ကားနေတဲ့သူတွေကိုလည်းနော်ဒါဖမ်းပေးရမယ်ရှင်။နောက်ထပ် view file မှာဆိုလို့ရှိရင်လည်းနော်ဒီဖုန်ကြီးအတူတွေရှင့်ဖုန်ကြီးအတူတွေကနော်ဒီလိုမျိုးပေါင်းပြီးတော့နော်ဒါလိန င်စားနေကြရရှင်တာသနာကိုတတ်တတ်ညှိုးနှံ့အောင်လို့လုပ်နေကြရရှင်ဒီရူဖိုင်လေးကိုလည်းဆက်ပြီးတော့အတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင်မင်းနာမည်ဘယ်လိုခေါ်လဲစေသာမှာဟမ်စေသာမှာဟမ်စေသာအောင်မှာစေသာအောင်မင်းဟုတ်သူခင်ဗျာဟုတ်သူဘယ်ရလို့မင်းဟမ်တက်ပြီကမနေဟမ်တက်ပြီကမဘုံနေပါလားပါပါတော့ပါဦးခင်ဗျာဟင်းဘာလို့စားရလဲအရင်ကျုပ်ရောင်းနေခင်ဗျာကျုပ်ရောင်းတာဘယ်တော့မှရောင်းတာလဲဒီနေရာလေးတော့တော့ရောင်းတာခင်ဗျာဟင်းအဲ့ဒါဒီဖုန်းကြီးကဘယ်လိုချိန်မိရလဲ ဘုန်းကြီးတွေကရေရင်တူဖို့တို့တို့ကျောင်းကျောင်းသားရေရင်တူဖို့ဆိုခေါ်ရတာဗျာအဲဥစဉ်နေရာလဲအခက်အခဲရှိလို့အဲဒီဟာလေးနဲ့လိုက်ပြီးဟိုဆွမ်းတိုင်းခိုင်းနေတယ်တဲ့အဲကုညီပေးလို့ရမလားလို့ပြောလိုက်တာဟေးအဲ့လိုလှုပ်ချင်တယ်လှုပ်လို့ရတယ်လို့မင်းတို့ပြောပြောလေအခုပဲတမင်စားပြီးအခုပဲဆွမ်းတိုင်းလိုက်ခံတယ်အကောင်မလားမင်းတို့စဉ်းစားလိမင်းတို့ဘုရားဘာသာလားဘာသာကြလားဘုရားဘာသာဆိုရင်ဘုရားဘာသာအမိတိုင်းပြီးလိမ့်စားနေမလို့မဟုတ်ဘူးမှန်ပါဗျာဟမ် ဦးမင်းမနုတ်ခေါ်တာတန်ဃာတွေကြည့်အောင်ကဲအနေထိုင်အမှုကျင့်ရန်ရဲ့ပုံစံနဲ့တွေ့တာဓမြဘိုးရေလိုလိုဖြစ်နေပြီဟုတ်လားရှင်မရှင်မတန်ဃာမှာကြီးညိုအပ်တဲ့အမှုရအစစ်ရှိရမယ်ဖြစ်လို့လိုက်ပြီးအောင်ရှင်မဘုရားတန်တာအလိုလှုပ်ရှားဖို့မဟုတ်ဘူးဒါတပြိတော့တော့မတန်းတင်တာနိုင်ငံတော်ပြီးအောင်မြဲတင်နေတာပြီးတော့စီအကုန်လုံးလူကြီးတွေအကုန်လုံးအဆက်အသွယ်ရှိနေလို့ပြောနေတာနော်မလှုပ်ပါနဲ့လှုပ်ချင်ရှင်မလက်မှတ်ပေးမှန်ပါဗျာမင်းတို့လိုက်မဲ့ဆိုရင်လည်းဦးဇင်းတို့လက်မှတ် ပြရက်ွက် ကိုသားအကြောင်းကြကျွန်တော်တို့ဒီမှာအလူခံမှမယ်ဘာစားပါပါလဲဟုတ်တယ်မလားနောက်ပြီးတော့ဘယ်ဘုန်းကြီးเจ้าသားအကြောင်းကြသူ့ရဲ့ခေါ်စကံရှိရသူ့နယ်ပြည်ထဲမှာအလူလာပြီးတော့ကြီးကျော်စော်ကားပြီးလှုပ်ချင်လဲလှုပ်နေတာဘုန်းကြီးကတနာလုံးမပြောတာကြောက်လို့မဟုတ်ဘူးဒါပေမဲ့ခုကိုရောပုံစံချက်တာမလာဘူးအဲ့တော့ဒီကမားဆိုရင်တောင်းမလို့နော်နောက်မလုပ်ပါနဲ့နော်မှန်ပါဗျာမင်းမင်းမဝင်နေပါဗျာဘာပေါ်နေနေပါဆလေးမင်းဆောင်ကိုကိုဆလေးမင်းဆောင်ဆလေး29ကိုပါဗျာဆလေး29ကိုကို ဆလင်းမြောင်းဆလင်းတက်ကုကုဆိုဘာလို့ပဲဘယ်မျိုးနဲ့ဘယ်ရက်ွက်တော့ဒီကောအရာတိုင်းပါဗျာအရာတိုင်းဟာဆလင်းမြောင်းဆလင်းမြောင်းဆလင်း20ကုကုဆလင်း20ကုကုမော်ဒီရှိရဂျာမန်အရာတိုင်းဘယ်မျိုးလို့အေးပါဗျာအေးဒါရရဆလင်းမြောင်းဆိုအဆိုပြန်ပြီဒါရကနားဆလင်းဆလင်း20ကုကုပါဗျာအေးမင်းအောင်ခုနှစ်မြောင်းအောင်အာဖနာနိုင်တိတိတုံတုံ6ပါဗျာဟမ်ဆလင်းဆနစ်ခုနှစ်မြောင်းအောင်အာဖနာနိုင်အဘသာအဘနာသာအာဖနာအုပ်ဖို့နေဗျာဟောအုပ်ဖို့ကဒီမှာဗျာဟမ် ောင်းပြီတော့ဘုံပြောနားနေရနော်ဘာပြောသူကတာနာဝချစ်တယ်တာနာဝမဖြစ်စည်းနဲ့မစော်ကားနဲ့နော်ဘုရားဘုံကတွေ့လို့သတိပေးလိုက်တယ်မြင်လိုက်တဲ့ခါမှာကြီးညိုဝဲရမရှိဘူးဖနက်ကအစာကြီးလိုက်လေရန်ရန်ဖနက်ပဲစီးရမယ်လူလိုနေလို့မရဘူးအခုမင်းလူနေတော့မင်းတို့ကနေရတရားတစ်ခုမင်းတို့ချဖို့အတူတမျှဆိုမင်းတို့လူမိုက်အဲ့လိုဖြစ်နေမှာလေမင်းပေါင်းကြံလို့ဖြစ်တယ်မသိဘူးနော်ဒါရှင်များတို့ရကြီးညိုပါတယ်နော် ဒီကဗုဒ္ဓဂုဏ်ကြီးဆရာတော်ကမေးလို့ရတယ်ဟုတ်ပါဗျာဒီလိုလိုမှအရှင်ခွင့်လို့ပြပါဗျာအဲဒီကရှင်တော်ခွင့်လို့ပြတာခွင့်လို့တာတန်လျာခွင့်လို့မှာဟုတ်ပါဗျာဘုရားဘုရားသာနာမဟုတ်မှလုံးရှင်တော်ရိုးခမ်းမှာနော် ဟုတ်တယ်နော်ဒီလိုမျိုးတန်ခါအတူရောင်တွေကိုလည်းဒီလိုမျိုးပညာပေးရမှာရှင့်သူတို့ရဲ့ဒီလိုမျိုးလောက်ရက်တည်ကြောင်းနော်ဗုဒ္ဓသာသနာကြီးကတဖြည်းဖြည်းနဲ့ညှိုးနှွမ်းနေတာရှင့်ယဟန်အစ်စ်မန်လည်းမဟုတ်ပဲနဲ့နော်တန်ခါကြီးခြုံပြီးတော့ဒီလိုမျိုးလိုက်လိန်စားနေရတော့ဒါလုံးဝမဖြစ်တင်ဘူးလေနော်ဒါကြောင့်မလို့ပြောတာရှင့်ဗုဒ္ဓဘာသာကိုညှိုးနှွမ်းအောင်လုပ်နိုင်တဲ့သူတွေကနော်ဖခင်ရဲ့တားတော်တွေပဲရှိရဆိုတာဒါလုံးဝကိုမှန်နေရှင့်ကျမရဲ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲရှင့်တကယ်ကျွန်တော်လည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဘူတူတာတခုခုရလိမ့်မယ်လို့မျှော်လင့်ပါရှင့်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာ တန်လေးစုံတွေးကြမယ်နော်